တနင်္လာသတမိမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုနိုဝင်ဘာလအတွက်တလဇာဟောစရံကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာမိမိကိုယ်တိုင်ဖြစ်စေမိမိအိမ်သားတူဖြစ်စေ ခရီးသွားတတ်ပါတယ်ကောင်းသောခရီးကိုယ်အတွက်ကြိုးပေးမဲ့ခရီးဖျားဘူးခရီးလိုဟာမျိုးတွေသွားပြတတ်ပါတယ်ခင်ဗျာမိမိအိမ်ကိုလည်းအတန်ထွက်တဲ့ပစ္စည်းတွေ ဥပမာ TV offset sound box handset စတာမျိုးတွေရောက်ရှိလာတတ်ပါတယ်။အဲဒါလိုဝင်ရင်တော့အင်မတန်အကျိုးပေးတယ်လို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ။တတိပြုရမှာကမိမိကိုဒီကာလမှာရန်လိုတဲ့သူတွေတန်းစီနေတတ်ပါတယ်။ကိုယ်အမှားကိုစောင့်ကြည့်ပြီးတော့မှ အပြစ်ပြောခြင်းနေတဲ့သူတွေကဲ့ရဲ့ပြစ်တင်ခြင်းနဲ့လူတွေနဲ့တွေ့နေရတတ်ပါတယ်။ Now သူတို့ဘာရဲ့ပြဿနာမှာကိုကကြာညက်သွားတာမျိုးပြဿနာရှိတဲ့ဒီကိုကမျက်စိလဲလမ်းမပြီးတော့မှကိုပါရောပါသွားတာမျိုးတွေဖြစ်တတ်ပါတယ်။မပေါင်းရမဲ့သူ မတွေ့ရမဲ့သူတွေနဲ့အထူးရှောင်တာအကောင်းဆုံးဖြစ်ပါတယ်။နောက်ကိုယုံကြည်ရတဲ့လူကကိုဒုက္ခပေးတာလူလိန်ခံရတာမျိုးတွေကြုံရတတ်ပါတယ်။ရေချိုးမှားတာမျိုးတွေလည်းဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာ။ မိမိပိုင်နဲ့ရွှေလေဝရဏပစ္စည်းများ ပြစ်တာထွက်တာတခုခုခံရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။နေရာပြောင်းရွှေတွေနေရာအပြောင်းလဲတွေကြုံတွေ့ရတတ်တဲ့ကာလလည်းဖြစ်ပါတယ်။ကိုယ်အင်မတန်ခင်မင်ရင်းနေတဲ့မိတ်ဆွေဆရာသမားစတာတွေနဲ့အဆင်မပြေဖြစ်တာမျိုးတွေကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်။ငွေကြေးရတော့ဝင်ရင်လည်းလုံးရင်းနဲ့ဝင်မယ် ထွက်ရင်လည်းတောင်းမှောက်ပြီးတွန်လိုက်တယ်လို့ဒလဟောထွက်နေတတ်တဲ့ကာလပါပဲငွေဝင်ငွေတွေကျန်းနေဆိုတဲ့အချိန်ဖြစ်ပါတယ်ခမညာအခြေရင်းနဲ့ပတ်သက်ရင်တော့ဒီကာလဟာချက်တူနဲ့ရဲဝဲခွဲခွာတာမျိုးတွေကြုံတွေ့ရတတ်ပေမဲ့အဆင်ပြေမှုတွေတော့ကြုံတွေ့နေရပါလိမ့်မယ်ချက်တူနဲ့နားလည်မှုအထူးရနေတတ်တဲ့ကာလဖြစ်ပါတယ်ခမညာအိမ်တွင်းရေးအိမ်နောင်ရေးနဲ့ပတ်သက်ပြီးတော့မှ ပူပင်တော့ကများတက်ပါတယ်အထူးသဖြင့်အိမ်အောင်ပဲ့ရဲ့အတိုင်းဝိုင်းမိသားစုစာဓာတွေကိုအကြောင်းပြုပြီးတော့မှအိမ်ဝင်ရဲ့အိမ်အောင်ရဲ့မှာအဆင်မပြေမှုတွေကြုံတွေ့လာတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာဒီကာလမှာအကျိုးပေးတဲ့ကဏ္ဍကတော့တက်ကဏ္ဍ6ကဏ္ဍဖြစ်ပါတယ်အကျိုးပေးတဲ့အကြောင်းကတော့မိုးပြာရောင်အပြာရောင်ဖြစ်ပါတယ် အညာခိုက်တွေပြပြောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်တောက်ကြနေမနဲ့ဆော့ဆော့မှာ အုံဒီ၆စိတ်ကိုတကြအနှဲငယ်ဖြူပြီးအိမ်ဖျားမှာကတ်လို့ဆူတောင်းရပါတယ်ခင်ဗျာ